ဖိလစ်ပိုင်နိုင်ငံမှာတောင်းနေချီတဲ့ဖိလစ်ပိုင်ပြည်သူတွေဟာနိုဝင်ဘာ16ရက်ကမနီလာမြို့တော်မှာဆူယုံခဲ့ကြပြီးရေလွှမ်းမှုမှုထိန်းချုပ်ရေးစီမံကိန်းတွေမှာအာဂတိလိုက်ဆောင်မှုအရှုပ်တော်ဝန်တွေကိုတာဝန်ယူဖြည့်ရှင်းပေးဖို့တောင်းဆိုခဲ့ကြပါတယ်။တရားဂတိလိုက်ဆောင်မှုအရှုပ်တော်ဝန်အတွင်ဖိလစ်ပိုင်ထိပ်သီးအစိုးရအရာရှိတွေနဲ့လွှတ်တော်ကိုယ်စားလှယ်တွေပါဝင်ပတ်သက်နေရလို့သိရပါတယ်။ ကမ္ဘာပေါ်မှာတိုင်ဖွန်းမုန်တိုင်းထံကိုအဆိုးရွားဆုံးခံစားရတဲ့နိုင်ငံတွေထဲမှာပါဝင်နေတဲ့ဖိလစ်ပိုင်ရဲ့နိုင်ငံတော်မှာထောင်နဲ့ချီတဲ့ရေလွှမ်းမှုမှုထိန်းချုပ်ရေးစီမံကိန်းတွေဟာစံချိန်ဆက်ညှိုးမမီတာလက်စမတတ်နိုင်တာထားမှမဟုတ်တချို့စီမံကိန်းတွေဟာလုံးဝမရှိတာတွေကိုလေးလာတွေးရှိခဲ့ပြီးတဲ့နောက်မကြာသေးမီလတွေအတွင်းအဖွဲ့အစည်းပေါင်းစုံကဆန္ဒပြခဲ့ကြပါတယ်။ အစိုးရအင်ဂျင်နီယာတွေပြည်သူလုပ်ငန်းအရာရှိတွေစောင့်လို့ရေးကော်မတီအလုံးအမှုဆောင်တွေဟာအထက်လွှတ်တော်နဲ့အချမ်းလက်ရှာဖွေရေးကော်မရှင်ထံမှကြားနာစစ်ဆေးမှုတွေအတွင်း Reserve Park ရင်မြန်မာနိုဝင်ဘာ16ရက်ကစတင်တဲ့၃ရက်ကြာစုယုံဆန္ဒပြမှုကိုပါဝင်ခဲ့ကြတယ်လို့ရဲတပ်ဖွဲ့ကပြောပါရယ်ဆန္ဒပြသူအများစုဟာ အဖြူရောင်ရှိန်ကြီးတွေဝစ်ဆင်ထားပြီးအဂတိလိုက်စားမှုစမ်းကြည့်ရေးပိုစတာတွေကိုကန်ဆောင်ထားကြပါတယ်။ဒါပြင်ကွေဆုံမြို့မှာရှိတဲ့ PayPal Power အထိမ့်မတ်ရုပ်ထုအနည်းမှာလည်းနိုဝင်ဘာ16ရက်ကအငိမ့်စာစစ်ပိုချုပ်တွေအပါဝင်လူပေါင်း2000ခန့်ဟာအဂတိလိုက်စားမှုစမ်းကြည့်ရေးအတွက်တီးခြားဆန္ဒပြခဲ့ကြပါတယ်။